9နာရီဘလောက်ရေစိမ်ခံလဲဆိုတာကိုလူတိုင်းအမှန်မှနေကြတဲ့ water resistant အကြောင်း Hello အားလုံးမင်္ဂလာခင်ဗျာကျွန်တော်တို့နိုင်ဝတ်တဲ့သူတွေအမှန်မှနေတယ်ဗောနော်ရေစိုးကနိုင် water resistant ဆိုတာဘလို့အလွတ်လောက်တာလဲလူတွေဘလို့တက်လို့ရထင်နေတာလဲဆိုတော့ကျွန်တော်နေရှင်းပြပေးသွားဖြစ်ပါတယ်ခင်ဗျာပထမဆုံးဗောနော်နိုင်ဒီမှာပါတဲ့30မီတာတို့3 ADM 3ဘားဆိုရင်ဗောနော်လူတွေက30မီတာဆိုရင်မီတာ30လောက်ထိရေငိုးလို့ရတယ်ထင်နေရဗောနော်အမှန်တော့မဟုတ်ဘူးဗောနော်30မီတာနိုင်အဲ့နိုင်က30မီတာရေစိမ်ခံလဲဆိုရင်အဲ့နိုင်ကလက် ရေဖြန်းလို့ရတယ်မိုးရေပပလေးပဲရွာလို့ရတဲ့အဆင်ဖြစ်ပါတယ်ရေအောင်စိန်လို့မရအောင်လက်တောင်ရေဆေးလို့မရတဲ့နိုင်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ဒုတိယပေါ့နော်50 meter 5 atm 5 bars ဆိုတာပါလဲဆိုပြီးပေါ့နော်အဲ့ဒါကတော့ဟိုတော့ရေရေလက်ရေဆေးလို့ရတယ်မိုးရေဆိုးလို့ရတယ် ဟိုရေကူးလို့ရေကူးကန်ထဲမှာရေကူးလို့ရတဲ့အဆင်မရောက်သေးပါဘူးခင်ဗျအဲ့နာရီကပေါ့နော်50မီတာဆိုပြီးနာရီ50မီတာလီသွားလို့ရတာမဟုတ်ပါဘူးခင်ဗျာနောက်တစ်ခုက100မီတာ10 ATM 10 bar ဆိုတာပေါ့နော်အဲ့ဒါကတော့ရေကူးလို့ရေကူးကန်ထဲမှာရေကူးလို့ရတဲ့အဆင်ဖြစ်သွားပါပြီအဲ့ဒါကတော့ဒါပေမဲ့ကျွန်တော်တို့ scuba diving လို့ဟိုဘာတွေတော့ဟိုပင်တွေထဲမှာရင်ကုန်နိုင်တော့ဟိုလုတ်တဲ့အဆင်တော့မရောက်သေးဘူးပေါ့ခင်ဗျအဲ့နာရီကတော့အဲ200မီတာနောက်ပိုင်း300မီတာတွေဆိုရင်တော့ကျွန်တော် professional diver တွေလုတ်လို့ရတဲ့အဲ့အဆင်မှရင်ကုန်လို့ရတာဖြစ်ပါတယ်အားလို့30မီတာကိုရေးထိုင်မှာ 30မီတာထိရေမငုံလို့မရလဲဆိုပေါ့နော်။သူက ဲ့နာရီကိုစမ်းသပ်ပြီးထုတ်လိုက်တော့က30မီတာ still water ရေသေးထဲမှာသူကစမ်းသပ်ပြီးထုတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလက်မှာတက်လာရင်လက်မှာတက်ပြီးလှုပ်ရှားလိုက်တယ်လည်းမရရေတွေက pressure တအားများလာပြီးအထက်ကသူတို့ရေလုံးတော်ကိုခံထားတဲ့ဟာတွေကပြတ်တက်တာဖြစ်ပါတယ်။မှန်နေလဲကွဲတက်တာဖြစ်ပါတယ်။သူကအဲ့ဒါကြောင့်မို့ဘောနော30မီတာဆိုရင်လက်ရည်ဆေးလက်ရည်ဆေးတယ်မဟုတ်ဘူးလက်ရည်ပဲဖြန်းလို့ရတဲ့အဆင့်ဖြစ်ပါတယ်။50မီတာဆိုရင်လက်တွေရည်ဆေးလို့ရတယ်။အဲနည်းနည်းပါးပါးရည်ထီးလို့ရတယ်ဗောနော်။100မီတာဆိုရင်တော့ကျွန်တော်တို့ရေကူးကန်လေးတွေသွားလို့ရပြီးအကုန်လုံးသွားလို့ရပြီးမှ200မီတာ plus မှာကျွန်တော်တို့ကအကုန်လုံ professional diver အဆင့်ထိသွားလို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော် water resistant ရေစိမ်းကလည်းနိုင်တယ်ဟိုဘလို့အမှန်မှန်နေတယ်ဆိုတော့ကျွန်တော်ရှင်းပြပေးသွားဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခါကျွန်တော်ဒီတက် connect connect နဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ